ီနဲ့အမှုဖွင့်ရေးခါရဲဆိုပြီးသိရပါတယ်ရှင့်နောက်ဆုံးတော့လည်းရှင်ဟိုသတင်းမှသတင်းတူတွေဖြန့်နေရဲသတင်းဌာနတွေကသတင်းတွေကိုသွားဖတ်ပြီးတော့ပြန်အားချောင်းပြီးရတော့မျိုးစုများလုံးပဲမြင်ပါပါစနိုက်ပါဆူရဲ့သတင်းလေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျာအခုပြောရမယ့်သတင်းလေးကနည်းနည်းတော့ပြောရခက်တယ်ရှင်ပြောခက်တဲ့သတင်းလေးပါ။ဒါလည်းဆိုတော့ဒီဘောလီမဝိတ်လို့တဲ့ရဲဖမ်းပါတယ်ဆိုပြီး online မှာရှောက်ပြောတဲ့တယောက်လေးအဖမ်းခံလိုက်ရတယ်ရှင်သိလားသူ့နာမည်ပိုးဝါတဲ့ပိုးဝါအကောင့်ပါရှင်ပေါ့နော်ကိုပိုးဝါလို့သိရတယ်ရှင် အဲ့ဒီနဲ့ပတ်သက်ပြီးနိုင်ငံတော်ကလည်းထုတ်ပြန်ထားတာရှိပါတယ်ဒါလေးကသတိပြုစင်ညာကြလေးလည်းပါတယ်ပေါ့နော်ဒါကြောင့်ကျွန်မဒီနေ့လေးတော့ပြောပြချင်ပါတယ်နိုင်ငံတော်ကြေညာထားတာလေးကျွန်မရင်းဆုံးဖတ်ပြပါမယ်ရှင်အကြံပတ်အုပ်စုဖြစ်ကြေညာထားတဲ့ CRPH NUG နဲ့ဒီအဖွဲ့တွေရဲ့လက်ဝဲကန်အဖွဲ့အစည်းတွေသူတို့နဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေအားဆိုရင်နိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုပြက်ပြားစေရန်နဲ့အစိုးရရန်တွေကပြက်ပြားစေရန်ရည်ရွယ်ပြီးတော့လှုပ်ဆော်တာဝါဒဖြန့်ချီတာပြုလုပ်ခဲ့မှုပေါ်ဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထို့သောနှုတ်ဆော်သူဝါဒဖြန့်သူတွေကိုဆက်လက်ဖောက်ထုတ်ရေးယူသွားမည်ဖြစ်ကြောင်းမိဘပြည်သူများသိရှိအောင်အတိပေးထုတ်ပြန်ပြီးသားဖြစ်ပါတယ်ဆိုပြီးနိုင်ငံတော်ထုတ်ပြန်ထားပါရရှင်။အလိစာအပြေဝမှန်ကန်ပါရရှင်။ဒီလူတွေနဲ့ဆက်ဆံမယ်ဆိုရင်အကြမ်းမဥပဒေနဲ့ညှိနှိုင်တယ်ဆိုတာကိုနိုင်ငံတော်သိပေးပြီးသားဖြစ်ပါတယ်။ဒီလိုသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်တော့လေ2025ခုနှစ်ဇွန်လ10ရက်နေ့မှာဆိုရင်အသိပေးထုတ်ပြန်ချက်တွေပေါ်မျက်ကွယ်ပြုပြီးတော့နိုင်ငံတော်ဒီငယ်အေးချမ်းရေးကိုပြပြားစေဖို့ရည်ရွယ်ပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုပ်ဆော်တာဝါဒဖြန့်တာပြမှုလှုပ်ဆောင်တဲ့ကိုဖိုးဝ Facebook ပိုင်ရှင်ပေါ့နော် အဲ့ဒီပုံပို့တဲ့ဒီမွန်ပြည်နယ်မပေါင်မြို့နယ်ကတာရက်ွက်နေကြော်အကာဝင်းခေါ်ကိုဖိုးဝကိုတဲ့နနက်ဆိုင်တိုင်းခွဲမှာပေါင်မြို့ရဲစခန်းမှာတရားဝင်နေကြီးထိမ့်သိမ်းပြီးတော့ဖမ်းဆီးအမှုဖွင့်လက်အရေးယူသွားခဲ့ပါရှင့်ဒါနိုင်ငံတော်ကထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့ဒီဇလန်လေးရောမြို့ရပြည်မှာအဖိုးရဲ့ပိုင်းမှာတွေ့မှာပေါ့နော်လိုက်လွှင့်လိုက်တာဆရာသမားကလည်းလေလိုက်လွှင့်တာပါလဲဆိုတော့ဟိုဖနံမစည်းပဲတဲ့ဆိုင်စပိန်မောင်းသွားတာပေါ့နော်အတန်ရိုက်ခံရတယ်တဲ့ပြီးတော့ဘောလီမွေ့တဲ့သူတွေကိုတန်ရိုက်တယ်ဆိုတော့အဲ့ဘောလီမွေ့ပဲနဲ့ ခံရိုက်တယ်ဆိုတော့ DVB ကလည်းတင်ထားရဲ့ရှင်။ကျမတော်အံ့ဩတယ်အဲ့ဒီသတင်းဌာနကိုလေသိလား။ဘောလီမဝဲတွင်းကမဝဲလို့ရှင်ခံရိုက်တယ်ဆိုတော့ခံရိုက်တဲ့သူကဘလူးစစ်တာလည်းရှင်။ဘလူးစစ်တာလည်းတော့စဉ်းစားကြံကိစ္စပဲရှင်။ရှောက်ကြီးခဲ့တာပေါ့ရှင်။အဲ့တော့အဲ့လူကလည်းကြည့်ရတာအဲ့ DVB ရဲ့သတင်းကိုသွားပြီးတော့ဖတ်ပြီးတော့ပြန်လဲမျှဝေမိရလားမသိပါဘူးရှင်။ तू तू ဖတ်လိုက်တဲ့သတင်းကို तू မှန်တယ်ထင်ပြီးတော့ तू လိုက်မှ तू ပြောလိုက်မိရပါဘောနော်။အဲ့လိုမျိုးထင်ပါတယ်။အဲ့လိုဖြစ်တော့ ဒီလိုလကားအနေနဲ့ဈာရတခေါက်သာပါရှင်အဲ့လိုဇလန်းနေပေါ့နော်အော်သူရေးထားတဲ့ light ထဲမှာဆိုသူပြောထားတဲ့ light ထဲမှာဆိုရင်ねကဲတဲ့ညနေတင်ရင်ခံထွက်ဖက်နဲ့လေးစီးလာကြတဲ့အခုဖက်နဲ့မပါရင်လည်းဖမ်းတယ်နော်တဲ့မနက်ကအနေတောက်ကလာပြောတော့ရတယ်တဲ့ဖက်နဲ့မပါလို့သုံးသောင်းမိသွားတယ်တဲ့မြန်မာပြည်မှာလူဖြစ်ရတာမဖြစ်တယ်ညာဖြစ်တယ်ဝါရှင်အဲ့လိုမျိုးသူက light မှာတွားပြီးတော့ပြောထားတာအာချောင်းလိုက်တဲ့မိတာဝါရှင်အနေခြေကရောက်လာပြီးတော့ပေါ့နော်သူ့ရဲ့အကောင့်ကိုဘလိုမျိုးစုံစမ်းထောက်လာမိရောက်လာလဲဆိုတော့ကတော့ဒါကလိုဝက်ချက်ပေါ့ရှင်။အဲဒါကျမပြောလို့မရတဲ့ကိစ္စပါ အဲ့တော့ဒီကိုကိုကဆိုရဲသူရတဲ့ဖွဲ့ရောက်လာပြီးစစ်စစ်မြင်မြန်ခဲ့တယ်အဲ့ဒီခါမှာအဲသူကအနေစီကတိရတာဆိုတော့အဲ့အနေကဘာလုပ်လဲလို့ကိုကသူမေးတာပေါ့မေးတော့မဖြေတတ်ဘူးအနေတော့ဘာလုပ်လဲမဖြေတတ်ဘူးသူရှောက်ပြောတာလေရှောက်ပြောခဲ့တာဆိုတော့အဲ့လူမဟုတ်မမှန်သတင်းဖြန့်တဲ့သူဖြစ်နေဖမ်းဆီးသွားခဲ့တာဖြစ်ပါရဲ့ရှင့်ခုဆိုရင်ဒီပေါင်မြို့မှရဲစခန်းမှာတဲ့ပါစာတစ်တုံညာကိုမြင်းဆောင်2025ရဲစသက်ကြီးပုံမှ905ကကြီးနဲ့အမှုခွင့်ရေးခါတယ်ဆိုပြီးတိရပါရဲ့ရှင့်နောက်ဆုံးတော့လေရှင့် ဟိုသတင်းမှသတင်းတူတွေဖြန့်နေရဲသတင်းဌာနတွေကသတင်းတွေကိုသွားဖတ်ပြီးတော့ပြန်အားချောင်းပြီးရတော့ဖန်ခံရတဲ့ကိစ္စရှင်သိလားဒါကလည်းတော်ဟိုမိဘပြည်သူတွေစင်ကျင်တဲ့မှာလေ DBB တို့ BBC တို့ဆိုတာနိုင်ငံခြားမှာနေနေကြတာเนาะမိဘပြည်သူတို့ကျွန်တော်ပြောပြချင်တာလေသူတို့ရဲ့သတင်းတွေကိုမိဘပြည်သူတို့ယုံနေလက်ခံနေဆိုတာဒါမိဘပြည်သူတို့ရဲ့အသိဉာဏ်မိဘပြည်သူတို့ရဲ့နှစ်သက်မှုကျွန်မဘာမှမပြောဘူးဒါပေမဲ့အဲ့ဒီဟာတွေကိုဆွဲယူလာပြီးတော့ဒီနိုင်ငံထဲမှာပြောမယ်ဆိုတော့တတိထားရှင် မှန်နေကိစ္စမရှိဘူးမှန်နေဒါ never ကြော်သွားပြီးကြော်သွားပြေးုံမယ်တရင်မှားဆိုချက်ချင်းရောက်လာမှာအခုလိုပေါ့အနှဲစီကတရားတို့လိုဘာလို့လုံးညာလို့ရှောက်ပြောတယ်ဒီဘီဘီကတရင်အောင်အဲ့တော့သူ့အနေနဲ့ဘသူ့လက်မျိုးထိုးမှာလဲကျွန်တော်ဒီဘီကဖတ်ရတာပါဆိုရင်ဒီဘီတို့ဘာတို့ကမြန်မာနိုင်ငံမှာထိစက်တဲ့မီဒီယာမှမဟုတ်တာရှင်ဥပမာကျွန်တော်တို့ prime media တင်တဲ့တရင်အောင်ဖတ်ပြီးတော့ပြောလိုက်ပြီးရယ်ဆိုလို့တာဝန်ရှိသူကရောက်လာလို့မြင့်ဒီတဲ့ရင်ကိုဘယ်ရသိတာလဲဆိုကျွန်တော် prime media မှာတင်ထားတာကိုသိတာပါဆိုရင်လက်ညှိုးထိုးလို့ရတယ် ဒါဆိုရင်အဲ့ဒီကိစ္စကကျွန်တော်တို့ grind media ကြီးကိုရောက်လာမယ်ဟုတ်တယ်နော်ရောက်လာလို့ရှိရင်ကျွန်တော်တို့ကလည်းသတင်းမှန်မှန်နဲ့မိုင်းမာတယ်ရှင်းပြပေးလို့ရတယ် why ရှင်းပေးလို့ရတယ်အရှင်းကျွန်မပြောချင်တာအတူတူရှင်းလို့ရတယ်ရှင်တခုခုမှားသွားတယ်ဆိုရင်အခုကကနိုင်ငံရေးချမ်းမှနေရဲ့ DVB တို့ BBC တို့ကမြန်မာပြည်သူတို့ကိုလာရှင်းပေးမှလားပြောပါဦးမဖြစ်လို့ရှိရင်ကိုပဲထောင်နေတော့အခုကိုဖိုးက DVB ရဲ့သတင်းကိုအားချောင်ပြီးသူရှောက်ပြောမိရဲ့အခုသူထောင်နေတော့ DVB ကသူ့အဖို့လိုက်လာပေးလားဖြည့်ရှင်းပေးလား ခေါင်းကရဲရမေးလို့ကျွန်တော်ဒီဘီကဖတ်ရတာပါဆိုတော့တွားပြီးတော့ဒီဘီကိုမေးမှလာမေးလို့လည်းမရအောင်ဆက်သွယ်လည်းမရှိဘူးလေနိုင်ငံတော်နဲ့တို့နေရသူတို့ကလေလံမွာလေးနိုင်ငံခြားကနေပြီးတော့ဒီကသတင်းတွေဟုတ်တာရှိမဟုတ်တာရှိသတင်းဖြစ်ပြီးရောဆိုပြီးတင်းနေတာဖြစ်လာလို့ရှင်မိဘပြည်သူပဲခံရမှာရှင်အဲ့တော့အဲ့ဒီလူတွေရဲ့သတင်းတွေကိုနားထောင်ခြင်းနဲ့ထောက်မှာဒါကိုကိစ္စနဲ့ကိုမတားဘူးကျွန်မဘသူသတင်းဌာနမဆိုကြိုက်လို့ရှင်နားထောင်လို့ရတယ်ဒါပေမဲ့ဟုတ်လားမှန်လားစဉ်းစားအဲ့ပြီးပြန်လဲဖြန့်ဝေတင်လားမတင်လားစဉ်းစားရှင်အဲ့လိုမှမဟုတ်ရင်ထောင်ကြမှာကိုနော် DBB မဟုတ်ဘူး BBC မဟုတ်ဘူးချက်အဲ့ဒါလို့တော့ကောင်းတဲ့မှာမှတ်ထားစေချင်ပါရှင့်တွားလို့တရင်လောက်တယ်ဆိုတာလဲနေ့စဉ်နေ့တိုင်းတောင်ဝီမှုတောင်ဝခံမှုအပြည့်နဲ့လုပ်နေရတာကျမတို့ပြောလိုက်တဲ့စကားတခွန်းကျမတို့တင်လိုက်တဲ့တရင်တစ်ခုချင်းစီတိုင်းကိုကျမတို့ကနိုင်ငံတော်စီကိုသိရှိစေဖို့အတွက်ပါတခါလေးတင်ရတာဒါကြောင့်ပြည်သူအသံလေးဆိုခါကြတဲ့ထိရောက်တယ်ဆိုတာအဲ့ဒါကြောင့်ရှင့်ကျမတို့ကပြည်ရင်းမီဒီယာတွေမိဘပြည်သူတို့အကျိုးတကယ်ပြုနိုင်တဲ့မီဒီယာတွေရှင့်မိဘပြည်သူတို့ခုခက်ခဲရင်လည်းကျမတို့အတူတူဖြေရှင်းလို့ရတယ် နောက်ဆုံးကျမတို့မီဒီယာကသတင်းမှားတင်မိတယ်ဆိုရင်တော့မှ Order Prime Media တင်တာပဲဆိုရင်ကျမတို့အတူတူဖြည့်ရှင်းပေးလို့ရတယ်။ဟုတ်ပါတယ်ဒါကျမတို့မှားတင်မိတာဒါကြောင့်သူကဆိုရင်မှားသိပြီးပြောမိတာပါဆိုအားလုံးအတူတူဖြည့်ရှင်းလို့ရှိရင်ဒီကိစ္စရပြေလည်သွားနိုင်တယ်။အခုကြတော့ဖြစ်လဲဖြည့်ရှင်းမဲ့လို့မရှိဘူးလေ။တွားယုံစားမိရဲ့မီဒီယာကဟုတ်နိုင်ငံခြားမီဒီယာလေးဘာလို့လို့ရလဲဘာမှလို့မရဘူးလည်းမကယ်နိုင်ဘူးဘသူမှလည်းမကယ်နိုင်ဘူးရှင့်ကျမပြောတဲ့သဘောတရားလေးကိုနားလည်မယ်လို့ထင်ပါတယ်နော်ပြည်ထဲမှာရှိတဲ့သူတွေအချင်းချင်းပဲလက်တွဲပြီးလှုပ်လှော်ရတာရှင့် ်နိုင်ငံသားမှာရှိရသူကိုတွားပြီးတော့အဲ့လူတွေပြောတာနားထောင်အဲ့လူတွေပြောတာလိုက်လုပ်တယ်ဆိုတာကအမေကျော်သွေးတော်လွမ်းတဲ့ကိစ္စလို့ပဲဆိုတာပြောချင်တယ်။သူတို့ဒီသတင်းပညာမှာအရေးရှင်းရှိခြင်းမရှိခြင်းဒါသူတို့ကိစ္စသူတို့သမိုင်းကြောင်းသတင်းအခုတထောင်တယ်လို့အခု800လောက်မှားနေရလဲဒါသူတို့သမိုင်းဒါပေမဲ့သူတို့ရဲ့သတင်းမှားတယ်ကျမတို့နိုင်ငံသားတွေပေါ်မှာစိုးကြိုးဖြစ်လာပြီဆိုကျမတို့မှာတာဝန်ရှိတယ်။ဘာကြောင့်လဲကျမတို့ကသတင်းသမားဖြစ်တဲ့အတွက်ကျမတို့သတင်းလဲစိုးကြိုးဖြစ်တယ်ဆိုကျမတို့ဒီတာဝန်ယူရတာပဲရှင့် ဒါပေမဲ့ဘာတောင်းဝန်ယူမှုတောင်းခံမှုမှမရှိတဲ့သတင်းဌာနတွေနဲ့တစ်ခါကြာရင်ရှင်မိပြောနေရတာကျွန်တော်တိတ်ခံကြရရှင့်တိတ်ခံကြရတယ်သူတို့ကသူတို့ဘလောက်ကြီးကြီးမားတဲ့သတင်းဌာနဖြစ်နေပါစေနော်တောင်းဝန်ယူမှုတောင်းခံမှုမရှိတဲ့သတင်းဌာနကကျွန်တော်တို့ထက်အစိမ့်လိုက်တဲ့သတင်းဌာနလိုပဲကျွန်တော်သတ်မှတ်တယ်ရှင့်ရှင်းတယ်ကျွန်မတို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တောင်းဝန်ယူတောင်းခံမှုအပြည့်နဲ့လုပ်နေရတာလေမှားသွားရင်ရှင်းရတယ်ကျွန်မတို့ရှင်းတယ်ကျွန်မတို့သူတို့တွေမရှင်းဘူးလေအဲ့ဒီကလေးကသူတို့တွေဘလို့ပဲအကောင်ကြီးနေပါစေဘလို့ပဲထောက်ပံ့ကြီးနေများနေပါစေဘလို့ပဲ က်သမိုင်းချီတဲ့သတင်းဌာနကြီးတွေဖြစ်နေပါစေတာဝန်ရှိမှုတာဝန်ခံမှုမရှိတဲ့အတွက်ကျမတို့လောက်ဂုဏ်သိက္ခာမရှိဘူးလို့ကျမသတ်မှတ်တယ်ရှင်ခုလိုပြောပြပေးတဲ့စနမ်ဘတ်စုကိုလည်းကျေးဇူးတင်ပါတယ်